ပြန်ကောင်းလာဖို့မျှော်လင့်ချက်နဲ့နိုင်ငံသားထိတောင်းရကုသခဲ့ပေမဲ့လည်းအားလုံးကိုနှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့တစ်တော့ဆယ်လီစိုင်းအောင်ညွန့်အားလုံးပဲမင်္ဂလာပေါင်းဗမိစနောင်းကနေကျေးဇူးလိုက်ပါတယ်တစ်တော့သုံးဆွဲသူတွေကြားထဲမှာစိုင်းအောင်ညွန့်ကိုဖက်တီလေးဆိုပြီးတော့လူသိများကြတာပေါ့ ဘဝတော်တော်ပုံစံလေးနဲ့ချစ်စရာကောင်းခဲ့တဲ့ဆိုင်းအောင်ညွန့်ကလူအများကိုပျော်ရွှင်စေခဲ့သူဖြစ်ပေမဲ့သူကိုယ်တိုင်ကတော့ယောဂဝေဒနာကိုခံစားနေရတဲ့သူပေါ့ဒါပေမဲ့ဆိုင်းအောင်ညွန့်ကကျမရဲ့မကောင်းထွက်တာကြောင့်ဖြစ်ပြီးနိုင်ငံသားထိတောင်းရောက်စေကူတန်းနေသူဖြစ်ပါတယ်မေလ3ရက်နေ့မှာတော့ဆိုင်းအောင်ညွန့်တယောက်ကွမ်းလွန်သွားပြီဆိုတဲ့အကြောင်းကိုမိသားစုဝင်တွေကအားလုံးကိုအသိပေးလာခဲ့ပါတယ် ဆိုင်းအောင်ညွန့်ကဖြူဖြူဖွေဖွေဝဝတော်တော်နဲ့ချစ်စရာကောင်းခဲ့ပေမဲ့လည်းသွေးကင်စာယောဂါကိုခံစားနေရတာကြောင့်သူရဲ့ခန္ဓာကိုယ်ပုံစံကပြောင်းလဲသွားခဲ့ပါတယ်။အရင်ကပုံစံနဲ့မတူဘဲအသားရည်တွေကလည်းပြောင်းလဲသွားသလိုခန္ဓာကိုယ်ကလည်းပိန်သွားခဲ့တာပါ။သွေးကင်စာဖြစ်ပြီးမှပြောင်းလဲနေကောင်းလာသူတွေရှိတာကြောင့်တမိသားစုလုံးကတက်ညီလက်ညီပြုစုပေးခဲ့ကြပါတယ်။ဆိုင်းအောင်ညွန့်ရဲ့နာမည်အရင်ကတော့ဆိုင်းပိန်ဟန်ကျောက်လို့ခေါ်ပြီးဖတ်တီးလေးလို့ချစ်စနိုးနဲ့ခေါ်ကြသေးတာပါ။ သွေးကင်းဆာယောဂါကိုခံစားနေရတာကြောင့်မိဘတွေကတာချီလေးကနေထိုင်းနိုင်ငံမှာသွားရောက်ကုသပေးခဲ့ကြပါတယ်။ဒါပေမဲ့မသက်သာလာခဲ့ပေအိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာသွားရောက်ကုသခဲ့ကြသေးတာပါ။အိန္ဒိယနိုင်ငံမှာလည်းအချိန်ကြာကြာနေပြီးကုသခဲ့တဲ့လို့စိုင်းယောင်ညွန့်ရဲ့ပုံစံလေးကိုလည်းမိသားစုဝင်တွေကတင်ပေးတတ်တာပါ။မိဘတွေကငွေကြေးနဲ့တနိုင်တယ်လို့ဆရာဝန်တွေကလည်းစွမ်းကုန်ကုသပေးပေမဲ့လည်းစိုင်းယောင်ညွန့်ကတော့မသက်သာလာခဲ့ပေကွယ်လွန်သွားခဲ့ရပါတယ်။စိုင်းယောင်ညွန့်ခံစားရတဲ့ယောဂါကငွေကုန်ကျအများကြီးယောဂါဖြစ်ပေမဲ့လည်း မိသားစုဝင်တွေကဘလောက်ကုန်ကုန်ကုသပေးခဲ့ကြတာပေါ့လာနေချီကြောင်တနင်္လာပြီတနင်္လာတော့ရောက်ကုသခဲ့ကြပြီပြန်လည်သက်သာလာဖို့ပဲမျှော်လင့်ချက်ရှိခဲ့ပါတယ်မေလ9ရက်နေ့မှာတော့ဆိုင်းအောင်ညွန့်ကိုအိန္ဒိယနိုင်ငံနယူးဒယ်လီမြို့မှာပဲဗုဒ္ဓဘာသာထုံးနှံဆင်လာရတကြိုခဲ့တာပေါ့ ဆိုင်းအောင်ညွန့်ကိုပြန်လည်နေကောင်းလာပြီးအရင်လိုပြပြရှင်ရှင်ဖြစ်ရမယ်လို့ထင်ထားကြပေမဲ့လည်းအသက်ငယ်ငယ်မှာပဲကွလွန်သွားခဲ့ရပြီးသူ့ကိုချစ်ခင်သူတွေကတော့ဆင်မကောင်းဖြစ်နေကြတာပေါ့ဆိုင်းအောင်ညွန့်ကိုချစ်တဲ့ပရိသတ်တရဲ့ဆူတောင်းတွေမပြေခဲ့တာကြောင့်အနုညွတ်တောင်းမှန်ချောင်းကိုမိသားစုဝင်တွေကရေသားဖော်ပြထားပါတယ်ငယ်ရွယ်စင်မှာပဲကွလွန်သွားခဲ့ရတာဖြစ်လို့မိသားစုဝင်တွေကအရင်ကိုစိတ်ထိတ်ခန့်နေရပြီးကလေးအတွက်ကောင်းမှုကုသိုလ်တွေကိုလုပ်ပေးသွားမှာပေါ့ဆိုင်းအောင်ညွန့်ဟာသူခံစားနေရတဲ့ဝေဒနာတွေကနေအများဆုံးလွမြောက်ချင်နေပြီးအခုတော့ငြိမ်အေးသွားခဲ့ပါတယ်မိသားစုဝင်တွေကတော့ဆိုင်းအောင်ညွန့်ကို ောချစ်မဝသေးတာကြောင့်နောင်ဘဝကြောင့်ရင်လူဖြစ်တဲ့အခါအကိုရီအမရီနားကိုပဲပြန်လာဖြစ်ပေးပါဆိုပြီးတော့ဆုတောင်းချပါတယ်။ဆိုင်းအောင်ညွန့်တို့မိသားစုကငွေချေးတနိုင်တာကြောင့်နိုင်ငံသားထီအကုန်ချခံပြီးတောင်းရကုသခဲ့ပေမဲ့လည်းမရဏတရားကိုတော့ဘယ်အရာကမှမကျော်လွန်နိုင်ခဲ့ပါဘူး။ဆိုင်အောင်ညွန်ကွယ်လွန်သွားတဲ့အချိန်မှာလေမိသားစုဝင်တွေကတရားနဲ့ပဲဖြစ်ပြီးတည်တည်ငြိမ်ငြိမ်ပဲဖြတ်ကျော်ခဲ့တာပေါ့ ဆိုင်းအောင်ညွန့်ကမကွယ်လွန်ခင်မှာတော့မိသားစုဝင်တွေရဲ့ချက်ချင်းမြတ်တာကိုအပြည့်အဝရရှိခဲ့တဲ့လို့သူကိုချစ်ခင်အားပေးသူတွေရှိချောင်းကိုလည်းတည်သွားခဲ့တဲ့သူပေါင်းမရဏတရားကိုတော့ဘယ်သူကမှလွန်ဆန်းလို့မရတာကြောင့်ဆိုင်းအောင်ညွန့်လည်းအလုံးပြည့်စုံနေပါလျက်နဲ့ယောဂဆိုကြီးကြောင့်ကွယ်လွန်သွားခဲ့ရပါတယ်။ကွယ်လွန်သွားတဲ့ဆိုင်းအောင်ညွန့်လည်းကောင်းရာပုံပွားရရှိစေပြီးနောက်ဘဝတွေမှာအသက်ရှိရှိနေနိုင်စေဖို့အတွက်ဆုတောင်းပေးလိုက်ပါတယ်နော်။ကျေးဇူးပေးခဲ့ကြတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်။နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ။